ရင်ကျိမှုတွေဓလိထုံတဲ့အစင်လာတွေအားဆိုရင်တော့ကဘာပေါ်မှာမှီတင်းနေထိုင်ကြတဲ့လူမျိုးတိုင်းမှာရှိပါတယ်လူမျိုးတိုင်းအတွက်အမျိုးကုန်ပြောက်ွယ်မသွားအောင်လှုပ်ဆောင်ရမယ့်တခုရီသောနီလာဆိုရင်တော့ရိုးရာရင်ကျိမှုတွေကိုကာကွယ်ထိန်းသိမ်းရမယ့်နီလာမယ်ဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကြောင့်လေကဘာပေါ်မှာရှိတဲ့နိုင်ငံအသီးသီးလူမျိုးအသီးသီးအားဆိုရင်သူတို့ရဲ့ကိုယ်ပိုင်ရိုးရာရင်ကျိမှုဓလိထုံတဲ့တွေကိုအထူးလေးထားထိန်းသိမ်းကြပါတယ် ပြီးတော့တံမိုးလေးထားကြပါရစေ။အဲဒါကြောင့်သူတို့ရဲ့ကိုပိုင်ရင်ချိမှုဒလိထုံးနှံတွေကိုအထူးအလေးထားထိမ့်သိမ့်တဲ့နိုင်ငံတွေထဲမှာတရုတ်နိုင်ငံဟာထိဆုံးကနေပါဝင်ပါတယ်။ပြီးတော့တရုတ်နိုင်ငံဟာဆိုရင်ရှေးဟောင်းသမိုင်းဝင်ရင်ချိမှုတွေအင်မတန်မှများပြားလာပြီးတော့သမိုင်းဟာဆိုရင်ကြီးမားလာတဲ့တရုတ်နိုင်ငံရဲ့ရိုးရာဒလိနဲ့ယုံကြည်မှုတချို့ ဒီဆောင်းမတွေကနေစန်နီရိုးနှစ်ယောက်ကပြန်လည်ဝင်မျှသွားမှာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီကနေ့မှာဆိုရင်တော့ဆွေမျိုးပေါ့ပေါ်မဂဇင်းထဲမှာပါတယ်။ဆောင်ပါရှင်ကိုလင်းရေးသားတဲ့တရုတ်ရင်ကျိမှုနဲ့ဒလစ်ထုံးတဲ့များစွာတွေကစိတ်ဝင်စားစရာတချို့ဆိုတဲ့ဆောင်းပါးကိုတော်ရုညီမနှစ်ယောက်ကနေပြီးတော့တင်ဆက်ပေးသားမှာဖြစ်ပါရဲ့ရှင်။ တရုတ်ယဉ်ကျေးမှုနဲ့ဓလေ့ထုံတမ်းများစွာတွေကစိတ်ဝင်စားစရာတချို့ဆိုရဲဆောင်းမတွေမှာဆိုရင်တော့ပြည်သက်တွေအတွက်အကြောင်းအရာတချို့ကိုဒီကနေ့မှာတော်ရညီမညောက်ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမအဆုံးအနေနဲ့တော်တာကနေမင်းဆိုရဲအကြောင်းအရာကိုရွေးချယ်ထားတာပဲဖြစ်ပါတယ်။နခွေးကနေကိုစားရဲဆိုတော့သင်ကြဘူးပါလား ရှေးခေတရုတ်လူမျိုးတွေကနတ်ပြည်မှာနှစ်ခွေးကြီးတကောင်ရှိတယ်ဆိုပြီးတော့ယုံကြည်ကြပါတယ်။အဲ့ဒီနှစ်ခွေးကြီးကတခါတရံမှာနေမင်းကိုစားလိုက်ပြီးတော့ကဘာကြီးကအမောင်တိဖြစ်သွားတဲ့အခါမှာဆိုရင်တော့လူတွေကကြောက်လန့်လာကြပါတယ်။အဲ့ဒီအခါမှာစီမောင်းနေထူပြီးတော့နှစ်ခွေးကြီးကိုမောင်းထုတ်က နေမင်းကိုကယ်တင်ဖို့အတွက်လှုပ်ဆောင်လာကြပါတယ်။ တကယ်တော့ရှေးခိတ်လူတွေကနေကြတာကိုနားမလဲတဲ့အခါမှာနေကြတာကိုနှက်ခွေးကြီးကနေမင်းကိုစားတယ်ဆိုပြီးတော့ထင်မြင်ယူဆကြတာပဲဖြစ်ပါတယ်။ရှေးခိတ်တုံးကနေကြတာနှက်ခတ်ပေတာသဘောတရားဖြစ်တယ်ဆိုတာကိုနားမလဲသေးကြပေမဲ့လည်းအဲ့ဒီချိန်တွေကစားပြီးတော့နေကိုလေးလာနေကြတာပဲဖြစ်ပါတယ်။တရုတ်လူမျိုးတွေကဆိုရင်တော့နေဝင်နေထွက် နင်းညာပြောင်းလဲမှုကိုလိုက်ပြီးတော့နေ့နဲ့12နာရီစနစ်ကိုတတ်မှတ်လိုက်ပြီးတော့တနားရီယာဆိုရင်တော့ဒီကနေ့ခင်းနဲ့ပြောနေဆိုရင်တော့2နာရီနဲ့ညီမျှတာပဲဖြစ်ပါတယ်။ရှေးခေတ်အချိန်တော့ဆိုရင်တော့နာရီမရှိဘဲနဲ့အချိန်ကိုဘလို့တွက်ချက်တလဲဆိုရင်တော့ပညာဉာဏ်ကြီးမားတဲ့ရှေးခေတ်လူတွေဟာနေနာရီကိုတည်ထောင်ခဲ့ကြတာပဲဖြစ်ပါတယ်။နေနာရီကို ကြောက်ပြားကြီးကျေးချောင်းတွေနဲ့ပြုတ်လုထားပြီးတော့နေရအောင်မှာကြောက်ပြားကြီးပေါ်ကျနေတဲ့ကျေးချောင်းရဲ့အရိပ်ကိုနိုင်လက်တံအဖြစ်နဲ့မှတ်ယူခဲ့ကြပါတယ်ကျေးချောင်းရဲ့အရိပ်ဟာနေရဲ့လှုပ်ရှားမှုအလိုက်ရွေ့ရှားနေပြီးတော့အချိန်ကိုဖော်ပြတာပဲဖြစ်ပါတယ်နေနိုင်ကိုလူသားတွေနှစ်ပေါင်းထောင်ကြီးတိုင်အောင်အသုံးပြုခဲ့ကြပါတယ်တရုတ်လူမျိုးတွေကနေရဲ့ရွေးရှားမှုအလိုက်အချိန်ကိုတတ်မယုံတာမကပါဘူးပြက်ကြင်ကိုလည်းဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ် နေနေဟာနေရဲ့ရွေးရှားမှုကိုလိုက်ပြီးတော့လအလိုက်တွက်ချက်ရတာဖြစ်ပေမဲ့လေရိုးရပြက်ကလေးကတော့လရဲ့ရွေးရှားမှုကိုလိုက်ပြီးတော့လအလိုက်တွက်ချက်ရတာပဲဖြစ်ပါတယ်။ နေနည်းနဲ့အချိန်မတူတဲ့အတွက်တရုတ်လူမျိုးတွေအားဆိုရင်နေရဲလှုပ်ရှားမှုကိုလိုက်ပြီးတော့ရိုးရာပြက်ကတိန်မှာရထက်လာတွေထဲသွင်းလိုက်တဲ့အခါမှာဆိုရင်တော့ရိုးရာပြက်ကတိန်နဲ့နေနည်းတို့ဟာထတ်တူကျသွားတာပဲဖြစ်ပါတယ်။နေနည်းနဲ့အချိန်မတူတဲ့အတွက်တရုတ်လူမျိုးတွေအားဆိုရင်တော့နေရဲလှုပ်ရှားမှုကိုလိုက်ပြီးတော့ရိုးရာပြက်ကတိန်မှာရထက်လာတွေထဲသွင်းလိုက်တဲ့အခါမှာဆိုရင်တော့ရိုးရာပြက်ကတိန်နဲ့နေနည်းတို့ဟာအချိန်တွေတူသွားတာပဲဖြစ်ပါတယ်။နေရဆွမ်းရင်ကြီးမာပြီးတော့ကဘာမြေပေါ်ကိုအလင်းနဲ့အပူကိုထုတ်လုပ်ပေးတာပဲဖြစ်ပါတယ်။ နေရှိမှာပဲတက်ရှိတက်တော်အားလုံးနဲ့တစ်ပင်ဝါပင်နေရာစဉ်ဆက်မပြတ်ရှင်သန်ကြီးထွားနိုင်တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့တော်တာကတရုတ်လူမျိုးတွေကနေမင်းကိုဘယ်လိုမျိုးယူဆကြတယ်ဘယ်လိုမျိုးသတ်မှတ်ကြတယ်ဆိုတာကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ဆန်နီကတရုတ်လူမျိုးတွေကလာမင်းနဲ့ပတ်သက်ပြီးတော့တံမိုးထားနှစ်သက်တာနဲ့ပတ်သက်ပြီးဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ လာမင်းနဲ့နေမင်းဟာစန်းကျင်ဘက်တွေဖြစ်တယ်လို့ရှေးလူကြီးတွေကဓမ္မလို့လည်းဆိုကြပါတယ်။တရုတ်ရိုးရပြက်ကရင်ကလာတွေကလာပြေးလာကွယ်လိုက်ပြောင်းလဲမှုတွေကိုသတ်မှတ်ထားတာဖြစ်ပါတယ်။တရုတ်လူမျိုးတွေကလာမင်းကိုအလွန်နှစ်သက်ကြပြီးတော့လာမင်းဟာလွယ်စွမှုကိုတိုင်တဲနိုင်တယ်လို့ဆိုကြပါတယ်။ရိုးရပြက်ကရင်ရဲ့ရှစ်လပိုင်း15ရက်စောင်းလေပွဲတော့လာမင်းအဝိုင်းဆက်ဆုံးချိန်မှာလာကြော်တာ လာရှုစားတာလာမုတ်စားကြတာနဲ့ မိသားစုလက်ဆောင်စားကြတာတွေကိုလှုပ်ကြပါတယ်။လာပေါ်မှာဘာကြောင့်တပ်ပင်အရေးလိုမျိုးရှိနေသလဲ။လာပေါ်မှာလူရှိနေသလား။ရှေးလူတွေကလည်းမသိကြတဲ့အတွက်ကြောင့်ဒဏ္ဍာရီပုံမြင်တွေဖွဲ့ဆိုကြပြီးခြံအင်လာပေါ်ထွက်ပြေးသွားတဲ့ပုံမြင်ကတော့အထင်ရှားဆုံးဖြစ်ပါတယ်။ဒဏ္ဍာရီရနေပြစ်သူရဲကောင်းဖြစ်သူဟုတ်ရင်နဲ့ခြံအင်တို့ပါတိတ်ချကြတဲ့ဇနီးမောင်နှံတွေဖြစ်ကြပြီးဟုတ်ရီကိုနှစ်တပါးကမသိသေးလက်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့လေဟုတ်ကြီးကခြံနဲ့မခွဲချင်တဲ့အတွက်ဆေးကိုဖွက်ထားလိုက်ပါတယ်။ခြံကတော့မတိဆေးကတကယ်ဟုတ်မဟုတ်စမ်းသပ်စူးစမ်းချင်နေရကြောင်းဟုတ်ကြီးမရှိတဲ့အချိန်မှာမတိဆေးကိုခိုးစားလိုက်ပါတယ်။မတိဆေးကိုစားပြီးပြီးချင်းမှာပဲခြံရဆိုရင်မိုးဘော်ကိုပြန်တက်သွားပြီးတော့လာမင်းဘော်ကိုရောက်သွားပါတော့တယ်။ဒါကြောင့်ခြံရလာနန်းဆောင်မှာသာနေလိုက်ရပါတော့တယ်။လူသားတွေအနေထိုင်ရကဘာမြေကိုပြန်လို့မရတော့တဲ့အတွက် လာနန်းဆောင်မှာတယောက်ထဲနောင်သားတွေနဲ့အထီးကျန်စွာ နေနေရပါတော့တယ်။ကဘာပြင်းမှာရှိတဲ့လူတွေကတော့လာနန်းဆောင်မှာရှိနေတဲ့ခြံအိမ်အကြောင်းလကို ရှုစားရင်ပြောဆိုကြပါတယ်။ခြံအိမ်ဟာနုညံ့မီလှပတဲ့မိန်ကလေးတယောက်ဖြစ်မယ်လို့လည်းယူဆကြပါတယ်။ဒါကြောင့်တရုတ်ရင်ချိန်မှုမှာလာမင်းဟာမအမျိုးသမီးကိုကိုးစားပြုပါတယ်။ ရှေးရခင်ကလေးရလူတွေကလာပေါ်မှာခြံရှိမရှိကိုစူးစမ်းလို့စိတ်ရှိခဲ့တဲ့အတွက်တရုတ်နိုင်ငံဟာလာပထမဆုံးလာဘက်ဂျိုတူကိုခြံအမှတ်တက်လို့ခေါ်ဆိုခဲ့ပြီးတော့တရုတ်လူမျိုးတွေရဲ့အိမ်မက်ကောင်းကိုကိုးစားပြုတယ်လို့သိရပါတယ်။ဒါဆိုရင်တော့ဆန်နီယာတရုတ်လူမျိုးတွေရဲ့လာနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်တွေတတ်မှတ်ချက်တွေပြီးတော့လာမင်းကိုတန်မိုးထားနှစ်သက်မှုတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ တို့ညီမနှစ်ယောက်ပြောနေတဲ့အကြောင်းအရာမှာဆိုလို့ရှိရင်တော့တရုတ်လူမျိုးတွေရဲ့ဇလန်းနဲ့မှာဆိုလို့ရှိရင်တော့နေမင်းနဲ့ပတ်သက်တဲ့အကြောင်းအရာရောလာမင်းနဲ့ပတ်သက်တဲ့အကြောင်းအရာရောဒဏ္ဍာရီဆန်ဆန်နားထောင်လိုက်ရတယ်ပေါ့နော်အမပြောထားတဲ့နေမင်းကကြတော့နေမင်းနဲ့ပတ်သက်ပြီးတော့တရုတ်လူမျိုးတွေရဲ့ထင်မြင်ယူဆချက်ဆန်ဒီပြောထားတယ်လာမင်းနဲ့ပတ်သက်တဲ့အကြောင်းအရာဆိုရင်တော့လွမ်မောပဲရာဇလန်းလေးတစ်ပုဒ်ကိုနားထောင်လိုက်ရတယ်ပေါ့နော်ပြီးတော့ဆန်ဒီပြောထားတဲ့အချိန်မှလေးအမဘာလို့တတိယဝါလဲဆိုတော့အမတို့မြန်မာလူမျိုးမှာဆိုရင်တော့လာမင်းနဲ့ပတ်သက်ပြီးတော့ကြတော့ဒီဆန်ဖွတ်တဲ့ အဖိုးကိုရှိရဲဆိုပြီးတော့ဗောနော်ဒါအမားတို့ငငယ်တုန်းကမှတ်သားဘူးတဲ့တန်ရာကြီးလေးတစ်ခုရှိရဲဗောနော်ဒါဆိုလို့ရှင်တော့လူမျိုးတိုင်းလူမျိုးတိုင်းမှာမတူညီတဲ့တန်ရာကြီးဆန်ဆန်ဇလန်လေးတွေရှိကြရဲဆိုတော့အခုပြောပြသွားတဲ့အခါမှာလဲတကယ်ကိုစိတ်ဝင်စားဖို့ရအကောင်းပါတယ် တရုတ်ယဉ်ကျေးမှုနဲ့ဒလိထုံနှံများစွာတွေကစိတ်ဝင်စားစရာတချို့ဆိုတဲ့ဆောင်းပါးထဲမှာဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကများစွာပါရှိပေမဲ့ပြိတ္တကလည်းစိတ်ဝင်စားမယ်တော်လာလည်းစိတ်ဝင်စားတဲ့ချင်းသေးကဆိုတဲ့အကြောင်းအရာကိုထပ်မံပြီးတော့ရွေးချယ်တိဆက်ပြီးသားပါပဲဖြစ်ပါတယ်ချင်းသေးကပေါ့နော်တရုတ်နိုင်ငံရဲ့ချင်းသေးကကိုဂျက်လီရဲ့တိုင်းကားရီရဲ့မှာတော်တော်များများကြည့်ဘူးကြမယ်လို့ထင်ပါတယ် ိုင်းကားကိုကြည့်ပြီးသွားပြီဒါမှမဟုတ်ဒီချင်းသေးကားကိုကြည့်ပြီးသွားတယ်လူတော်များမေးခွန်းထုတ်တာတခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ချင်းသေးလူမျိုးပေါ့နော်ကြောက်စရာကောင်းတဲ့တတဝါကိုဘာကြောင့်အကဖန်တီးရတယ်လဲဆိုရဲမေးခွန်းပဲဖြစ်ပါတယ် ဲ့အခါမှာတော့တရုတ်လူမျိုးတွေကရှင်သေးရဲ့ခန္ဓာကိုယ်ကခန့်ထည်ပြီးတော့ရှင်သေးကတောပြင်ဖြစ်တဲ့အတကြောင့်မို့လို့မကောင်းမှုတွေကိုဖယ်ရှားနှိမ်နင်းပေးနိုင်တယ်ဆိုတဲ့အယူအဆနဲ့အကောက်ကိုဖန်တီးကြတယ်ဆိုပြီးတော့ပြောပြကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့မုံလုံးရေပေါ်ပွဲလိုမျိုးပွဲတော်အခမ်းအနားတွေမှာရှင်သေးကကိုဖျော်ဖြေခဲ့ကြခြင်းဖြစ်တယ်ဆိုပြီးတော့ဆောင်းမရှင်ကဖော်ပြထားတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ရှင်သေးကဆိုရင်တော့လုံးဝကြောက်စရာမကောင်းဘဲနဲ့တည်တည်ချာချာပြင်ဆင်ထားတဲ့အတွက်မို့လို့တရုတ်ရဲ့ရှင်သေးကဆိုရင်တော့ချစ်စရာတောင်မှကောင်းနေ ေပါသေးတယ်။ကားတဲ့အခါမှာခေါင်းမတယောက်အမိမတယောက်နေပြီးတော့ခုံလိုက်ပြန်လိုက်ဘောလုံးကစားလိုက်နဲ့ဒါမှမဟုတ်ချင်းသိသုံးလေးကောင်ကပစ္စည်းတစ်ခုကိုလူလိုက်ဆိုင်းတန်ပုံတန်တွေကြားမှာလှုပ်ရှားတဲ့လှုပ်ရှားဟန်တွေကားဟန်တွေကမြင်ရသူအဖို့ပေါ်တော့သဘောကျနှစ်သက်စရာကောင်းလာအောင်ဆွဲဆောင်မှုရှိရပဲဖြစ်ပါတယ်။ ဟုတ်ပါရဲ့မရေဒါရင်တင်မကသေးပါဘူးချင်းသေးကဟာဆိုရင်တိုင်းပညာအကဆိုင်းမုံတွေပါဝင်စုစည်းပြီးတော့ကားပြရတဲ့စူပေါင်းအမှုပညာကဟန်တမျိုးဖြစ်ပြီးတော့တရုတ်နိုင်ငံမှာတော့မြောက်ပိုင်းချင်းသေးကနဲ့တောင်ပိုင်းချင်းသေးကခွဲခြားထားတယ်လို့သိရပါတယ်မြောက်ပိုင်းချင်းသေးရဲ့ပုံစံဟာဆိုရင်ချင်းသေးအစ်စ်နဲ့တူပြီးတော့တကူလုံးရွှေရောင်အမွှေးတွေနဲ့အလှဆင်ထားပြီးတော့လှုပ်ရှားတဲ့အခါမှာဆိုရင်တော့အလွန်သွက်လက်ပါတယ်တောင်ပိုင်းချင်းသေးရဲ့ပုံစံကတော့အမှုချင်းသေးလို့လည်းခေါ်ဆိုကြပါတယ် ဒီတောင်ပိုင်းချင်းတရားဆိုရင်ကားတဲ့အခါမှာချင်းသေးရဲ့အမှန်အပြည့်ပုံစံပေါ်လျောင်ကားပြကြရလို့စောင်းမရှင်ကရေးသားထားပါတယ်ထူးခြားတာကတော့ဗောနော်တောင်ပိုင်းချင်းသေးအကပဲဖြစ်ဖြစ်မြောက်ပိုင်းချင်းသေးအကပဲဖြစ်ဖြစ်ချင်းသေးကအောင်မကမီမှာမျက်စိဆွဲခြင်းအခမ်းအနားကိုဗောနော်ကျင်းပကြတာပဲဖြစ်ပါတယ်မျက်စိဆွဲခြင်းအခမ်းအနားဆိုရင်တော့နမည်ကြော်ကြားတဲ့သူတွေဒါမှမဟုတ်အရေးပါတဲ့သူတွေကိုဖိတ်ကြားပြီးတော့ချင်းသေးမျက်လုံးမှာအနီရောင်အဆက်ဆွဲပြီးတော့အသက်သွင်းပေးလိုက်တာလို့သိရပါတယ် အဲ့ဒီနောက်မှာတော့ချင်းသေးကကိုစတင်ကကကြပါတော့တယ်အခုခေတ်မှာဆိုရင်တော့ချင်းသေးကဟာတရုတ်နိုင်ငံမှာသာမကဘဲနဲ့တရုတ်လူမျိုးတွေရှိတဲ့နေရာတိုင်းမှာကပြဖြောပြကြတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ပဲချင်းသေးကဆိုရင်တော့နေရာတိုင်းမှာခေတ်စားနေရပဲဖြစ်ပါတယ် ဒီကနေ့မှာဆိုရင်တော့တော်တို့ညီမနှစ်ယောက်ကတရုတ်ရင်ကျေးမှုနဲ့ဒလိထုံနှံများစွာတဲ့ကစိတ်ဝင်စားစရာတချို့ဆိုတဲ့ဆောင်းပါးကိုတနာယီဆန်ဆန်ရွေးချယ်ပြီးတော့တင်ဆက်သွားတာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဆန်နီရိုးရဲ့ဆွေမျိုးပေါက်ဖော်မှာရတအဆုံဆုံးဒုထဖုံဖုံအစီအစဉ်ကနေအခုလိုပဲစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအပတ်စဉ်ရွေးချယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ဟုတ်ပါတယ်။တော်တို့စီစဉ်ကနေပြီးတော့တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုတွေဓလိထုံးတမ်းတွေကိုပြည်သက်တွေအနေနဲ့လေးလာသိရှင်းခွင့်ရတဲ့အတွက်ပြည်သက်တွေလည်းပုဒ်တရာရရှိမယ်လို့မျှော်လင့်မိပါတယ်ရှင်။နောက်ပတ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတော်တို့ညီမနှစ်ယောက်ကနေပြီးတော့ထပ်မံတင်ဆက်ပေးသွားမှာဖြစ်လို့မလွတ်တမ်းစောင့်မျှော်ကြည့်ရှုဖို့အတွက်ကြွချင်ပါတယ်ရှင်။